တရုံးဆိုတရုံးစားလိုက်ရင်အရန်အရသာရှိတဲ့ဝက်သားအိုးကြီးချက်ခြံဒီလေးကိုလာမျှဝေပြီးမှဖြစ်ပါတယ်ချက်ရတာလဲအရန်ကိုလွယ်ကူပြီးစားလို့အရန်ကောင်းတာဖြစ်လို့ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါဦး အရင်ဆုံးကျွန်တော်တို့ဝက်သားကိုချက်မဲ့ဝေးထဲမှာထည့်မယ်ဂျင်းထောင်းထားတာကိုထည့်ပါမယ်ကျက်သူမြှောင်းထားတာကိုထည့်မယ်နနွေးမုံလေးအလင်းငယ်ထည့်ပါမယ်ပြီးရင်တော့အယောင်နေမုံလေးအလင်းငယ်ထည့်မယ်ချာညို့ခေါ်ပဲငက်ပြာကြီးလေးပါထည့်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့အရသာအတွက်ကိုတော့စားလေးထည့်ပါမယ်စားထည့်ပြီးသွားရင်တော့ကျွန်တော်တို့အရသာမုံလေးထည့်ပါမယ်အရသာမုံလေးထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့စီအင်းငယ်တို့ကိုလောင်းထည့်ပြီးတော့တေချာလေးအရသာလေးကိုဝင်အောင်လက်နဲ့တေချာလေးနှံ့ဆက်အောင်နေပေးရပါမယ် အရသာအတွက်ကိုတော့ကျွန်တော်တို့စားမထည့်ပဲငံပြာကြီးထည့်ပြီးတော့အသုံးပြုလို့လည်းရပါတယ်။ပဲငံပြာကြီးနောက်ခေါ်ကြာညို့ကိုလည်းရှင်းရင်ထည့်ပါမရှင်းရင်တော့မထည့်လို့ရပါတယ်။ဝက်သားအူကြီးချက်တွေအများကြီးရှိတဲ့ထဲကမှဒီချက်နီးလေးကလည်းအရန်ကိုစားလို့ကောင်းပါတယ်။အားလုံးအရသာတွေနှံ့ဆက်သွားပြီဆိုရင်တော့ကျွန်တော်တို့အဖုံးလေးကိုအုပ်ပြီးတော့မီးပူပေါ်မှာမီးပုံမှန်အလဲလောက်လေးထားပြီးတော့ကျွန်တော်တို့ကျဲသွားပေးရပါမယ်။ ဝက်သားအိုးကြီးချက်ချက်တဲ့ခါမှာကျွန်တော်တို့ရေကိုတမ်းမထည့်ပဲလုံးချက်လေးအရင်ဆုံးချက်ပြရပါမယ်ဝက်သားတွေကရေတွေထွက်လာပြီးတော့ကျွန်တော်တို့စီပေါက်လာတဲ့ဒီကိုလုံးချက်ချက်ပြရပါမယ်ကျွန်တော်တို့ဒီလိုမျိုးဝက်သားကိုလုံးချက်လေးချက်ပြီးမှသာလျှင်ကျွန်တော်တို့ထည့်ထားတဲ့ပါဝင်ပစ္စည်းရတာတွေအားလုံးကဝက်သားတွေကိုစိတ်ဝင်သွားပြီးတော့အသားကမြဲမြဲနူးလွယ်မှာဖြစ်ပါတယ်အခုလိုစီပေါက်လာပြီးဆိုမှသာလျှင်ကျွန်တော်တို့ရေနွေးလေးကိုလောင်းထည့်ပြီးတော့အဖုံးလေးအုပ်ကဝက်သားနူးတဲ့အထိတည်သွားပြလိုက်ပါ ဝသားဦးကြီးချက်ကိုပဲငင်ပြရေခေါ်ကြာညို့ကိုထည့်မယ်ဆိုလို့ရှိရင်တော့အနံလေးပုံမှုပြီးတော့စားလို့ကောင်းပါတယ်ကြာညို့တွေအများကြီးထည့်လိုက်မယ်ဆိုရင်တော့ဝသားဦးကြီးချက်ကနေကျွန်တော်တို့ဝသနီချက်ပုံစံဖြစ်သွားပါလိမ့်မယ် ဒါလေးကတော့ကျွန်တော်တို့ရေနှေးမြလောက်ချိန်ပြီးတော့ချက်ထားတဲ့ဝက်သားရဲ့အနေထားလေးပါအနံလေးကလည်းအရန်ကုန်မှုကြိုင်နေပြီးစားကျင်စရာအရန်ကောင်းပါတယ်ဝက်သားအိုးကြီးချက်ကိုတချို့နေဘက်တွေမှာဆိုရင်တော့ကျွန်တော်တို့အသားကိုမြန်မြန်လေးနူးလွှဲအောင်လို့ရှာလကာရေလိမ္မော်ရေတို့ကိုထည့်ပြီးတော့လည်းချက်လိရှိပါတယ်ဝက်သားချက်တဲ့နီးတွေကလည်းကြောင်းနဲ့ကြောင်းနဲ့မတူကြသလိုဒေသလိုက်လဲကွဲပြားပါတယ်ဒီချက်နီးလေးကတော့ကျွန်တော်အိမ်မှာချက်စားနေကြနီးလန်းလေးဖြစ်လို့လာမြှောက်ဝေးပေးရခြင်းဖြစ်ပါတယ်အရသာနဲ့ပါဝင်ပစ္စည်းကိုလည်းကျွန်တော်တို့ကိုစစ်ကြိုက်ထည့်ပြီးတော့သုံးဆောင်လို့ရပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နဲ့အတူနောက်ဗီဒီယိုသစ်တွေမှာပြန်ဆုံပါမယ်။